လူတို့ဦးလာရဲ့အညာကြီးလက်ပုံမြင်များဒုတိယတွင်စာအုပ်ထဲကလောဘကြီးတဲ့ဇနီးမောင်နှံဆိုတဲ့ပုံမြင်လေးဖတ်ပြချင်ပါတယ်။ရှေးရှေးတုန်းကအထက်အညာဒေသမှာဆင်းရဲတဲ့လင်မယားနှစ်ယောက်ရှိတယ်။လင်ဖြစ်သူကမယားချက်ပေးတဲ့ထမင်းထုပ်ကိုယူသွားပြီးတောထဲမှာနေထွက်ကနေဝင်အထိထင်းခုတ်ရတယ်။မယားဖြစ်သူကတော့လင်ဖြစ်သူထမင်းထုပ်ယူသွားဖို့မနှက်စောစော ထမင်းထားချက်ရတယ်။ အိမ်ရဲ့ဝေယာဝစ္စများလောက်ကန်ရတယ်။မယားဖြစ်သူဟာဒေါသအလွန်ကြီးတယ်။လင်သားအပေါ်မှာဩဇာပေးတတ်ပြီးမကြာခဏဆိုသလိုလင်နဲ့ရံဖြစ်တယ်။လင်ယောက်ျားကထင်းခုတ်ပြီးထမင်းစားချိန်ရောက်တိုင်းသူကအရင်ဘယ်တော့မှမစားဘူး။တောဆောင်နဲ့တောင်ဆောင်နဲ့ကို ပထမပသပြီးမှစားတတ်တယ်။ဒီနေ့တော့နေ့လယ်ခင်းမှာထင်းခုတ်ပြီးမောပန်းနာနဲ့တရေတမောအိတ်လိုက်တယ်။ ဘလောက်ကြာကြာအိပ်ပျော်သွားတယ်မသိအိယာကနိုးလို့မျက်လုံးဖွင့်ကျလိုက်တော့သူ့ရှေ့မှာလှလှပပဝတ်စားဆင်ရင်ထားတဲ့နတ်သမီးတယောက်ကို တွေးလိုက်ရတယ်ပထမတော့လမ်းဖြတ်သွားတယ်နတ်သမီးကအသင်ထင်းခုတ်သမားဘာမှမကြောက်ပါနဲ့ကျွန်ုပ်ဟာဒီတော့တောင်ကိုအုပ်ချုပ်တဲ့နတ်သမီးဖြစ်ပါတယ်ကျွန်ုပ်ဟာတင့်ကိုမားစားဖို့လာခဲ့တာပါအသင်လိုတဲ့စုသုံးမျိုးတောင်းပါကျွန်ုပ်ပေးပါမယ် အသက်မိန်းမနဲ့တိုင်ပင်ပြီးမှတောင်းချင်ရင်လဲတောင်းပါဆိုပြီးပျောက်ွယ်သွားတယ်။ထင်းခုတ်သမားလဲဝမ်းသာအားရဖြစ်လွန်းလို့ဒါရောခုတ်ပြီးသားထင်းတွေကိုပါမတည်ဆောင်တော့ပဲအိမ်ကိုအရောက်ပြေးသွားတယ်။အိမ်ရောက်တော့မယားကအခုရှင်ဘယ်ကပြန်လာတာလဲရှင်မနဲ့ခရေရသွားတာအခုမိုးချုပ်တော့မယ်ထင်းလဲတစ်ချောင်းမှပါမလာပါလားမမှန်ပြောစမ်း ရှင်ဘယ်မရငယ်နဲ့အလီလိုက်ပြီးပြန်လာတာလဲလို့စီးပြီးအပြစ်တင်လိုက်တယ်။လင်းဖြစ်သူမှာပြေးပြီးလာရတာမို့ဘာမှမပြောနိုင်ပဲဟောဟဲဟောဟဲနဲ့ဖြစ်နေတယ်။နောက်မှ ရေတခွက်ထားတောက်လိုက်ပြီးဘယ်ကားမှလာတာမဟုတ်ဘူးရှင်မရေဝမ်းသာလွန်းလို့ပြေးလာရတာပဲလို့အစချီပြီးနတ်သမီးပြောတဲ့စကားကိုမယားကို ပြောပြလိုက်တယ်။ပြီးတော့မှ အဲ့ဒါပဲရှင်မရေစုသုံးမျိုးဆိုတော့ဘာတွေတောင်းရကောင်းမလဲလို့မေးလိုက်တယ်အဲ့ဒီတော့မယားဖြစ်သူက နေအောင်အဲ့ဒီလိုဆိုရင်ထမင်းစားရင်အကြံယူကြတာပေါ့ကျမထမင်းသွားခူးလိုက်အောင်မယ်လို့ဆိုပြီးပဟင်းကြီးကျဲကျဲနဲ့ငပိတစ်ခွက်သာပါတဲ့ထမင်းပွဲကိုမလာပြီးနှစ်ယောက်သားစားကြတယ်စားရင်မယားဖြစ်သူက နေပါအောင်ရှင်ပြောသလိုဆိုရင်ဟေးဟေးဝမ်းသာစရာကြီးပဲ နံပါတ်1ပြတ်သက်နန်းကြီးနဲ့အခိုင်းစိန်မိန်းမ9ရောက်ရရင်ကောင်းမယ်နံပါတ်2ကရွှေတွေငွေတွေအများကြီးရရင်တော်ပြီဘတ်နယ်လဲလို့ပြောလိုက်တယ်လင်းယောက်ျားကအေးကောင်းပြီတမျိုးကြံသေးတယ်ဘာတောင်းမလဲလို့မေးလိုက်တယ်မယားကတော်တော်ကြာစဉ်းစားပြီးအင်းကျမတို့မှာသားသမီးလည်းမရှိဘူးဒီတော့သား9ယောက်နဲ့သမီး2ယောက်ရရင်တော်ပြီလို့ပြောလိုက်တယ်။လင်က မဟုတ်ဘူးရှင်မရသားနှစ်ယောက်သမီးငါးယောက်ရမှကောင်းမှာမိန်ကလေးဆိုတာအိမ်ကြီးရတယ်မဟုတ်လားလို့ဆိုတယ်ဒီတော့မယားကဘာဟုတ်ရမှာလဲအမလေးမိန်ကလေးဆိုတာကိုမျက်စိအောက်ကအပြောင်းမခံနိုင်မှတော်ခါကြတာအထိန်သိမ်းခတ်တယ်မလို့ခြင်းဘူးလို့ပြောတယ်။အိုးရှင်မကလည်းဘာခက်ရမလဲ။တို့မှရန်ရွေတော်တွေရှိတယ်မဟုတ်လား။သူတို့လည်းအပ်ထားလိုက်ရင်ရပြီးတာပဲ။ တယောက်နဲ့တယောက်ငင်းခုန်နေကြတယ်မယားကဆက်ပြီးနေပါအောင်နတ်သမီးကတော့တကယ်ပေးမလားကဲကဲလက်တွေ့ဆန်းကြည့်မယ်သမင်းပွဲက ဟင်းမကောင်းတော့ငါးကြော်တကောင်လောက်အသင်ရောက်လာပါစေလို့ဆူတောင်းလိုက်တယ်ဒီလိုဆူတောင်းလိုက်တာနဲ့တပြိုင်နက်သမင်းပွဲတဲကိုငါးကြော်ကြီးတကောင်ရောက်လာတယ်ဒီတော့လင်ဖြစ်သူကဒေါသထွက်လာပြီးကဲပြောအောင်ဟာနင်းပါဇက်ကမတော်တရော်ပြီးပြောလို့ ဘာမဟုတ်တဲ့ငါးကြီးရောက်လာပြီးစုတမျိုးတော့ပြည့်သွားပြီးအငိမ့်မနေနိုင်တဲ့နင်းပါးစပ်ကိုဒီငါးကြီးပိတ်ဆို့ထားပါစေလို့ပြောလိုက်တယ်ပြောတဲ့အတိုင်းငါးကြော်ကြီးကခုံပြီးမရရဲ့ပါးစပ်ကိုသွားဆိုးလိုက်တယ်လင်ဖြစ်သူကဆက်လက်ပြီးကဲငါတို့ဘာမဟုတ်တာလေးနဲ့ညင်းလို့မဖြစ်တဲ့နာတွေဖြစ်ကုန်ပြီနင်းပါးစပ်ကြီးငါးကြီးပိတ်နေတာကိုငါမကြည့်ရဘူးစုကလည်းတမျိုးသာကြံတော့တယ်ဒီတော့ ပါဇက်ကငါကြီးกว่าကြပါစေလို့ဆူတောင်းလိုက်မယ်လို့ပြောပြီးဆူတောင်းလိုက်တယ်ငါကြီးလည်းတခါတည်းกว่าကြသွားတယ်သူတို့လင်မယားဟာလောဘကြီးတာနဲ့ငင်းခုံပြီးနောက်ဆုံးငါကြီးတကောင်နဲ့ပြီးကြရတော့တယ်စာဖတ်သူ جماعه လိုင်းမှာဖြစ်ပါတယ်ဂျေဇုတင်ပါတယ်ရှင်